်မျိုးရေးမိဘအဖွဲ့အစည်းတွေအတွက်ပထမဆုံးရပ်ဘက်လူဖွဲ့စည်းများဖွဲ့စည်းရေးဆွေးနွေးပွဲကိုဇန်နဝါရီလ9ရက်နေ့ကရန်ကုန်မြို့ရှိ MBC မှာပြုလုပ်ခဲ့ပါတယ်။အဆိုပါဆွေးနွေးပွဲကိုသမရာယုံဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးစိုးသိန်း၊မွေးမြူရေးရေလုံငန်းနဲ့ကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဝင်ကြီးဌာနကပြည်အောင်စုဝင်ကြီးဦးအောင်မြင့်နဲ့အရပ်ဘက်ဖွဲ့စည်း50ခန်းတက်ရောက်ဆွေးနွေးခဲ့ပြီးအဆိုပါအဖွဲ့အစည်းတွေကမြန်မာနိုင်ငံအတွင်းဖွံ့ဖြိုးရေးလိုအပ်ချက်တွေကိုအဓိကထားဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ အာဆီယံကျေးလက်ဒေတာဖွံ့ဖြိုးရေးဆင်းရဲမှုလျှော့ချရေးဖိုရမ်နဲ့ဖွံ့ဖြိုးရေးမိဘအဖွဲ့အစည်းတွေအတွက်အရက်ဘတ်ဖွဲ့စည်းရွေးချယ်မှုအစည်းအဝေးကိုဇန်နဝါရီလ14ရက်နေ့မှာထပ်မံပြုလုပ်မှာဖြစ်ကြောင်းမွေးမြူရေးရေလုံငန်းနဲ့ကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှသိရပါဗျာ။ မွေးမြူရေးရေလုံငန်းနဲ့ကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဦးအောင်မြင့်ကကျေးလက်ဒေတာဖွံ့ဖြိုးရေးကိုလှုပ်ဆောင်တဲ့အခါမှာ CSO တွေ NGO တွေကိုပါစေခြင်းပြီးဒါတွေကိုကိုစားပြုမဲ့အဖွဲ့တစ်ခုကိုရွေးချယ်ကလာအိုနိုင်ငံမှာပြုလုပ်မဲ့ကျေးလက်ဒေတာဖွံ့ဖြိုးမှုနဲ့စီးရဲမွေးတင်မှုလျှော့ချရေးပွဲမှာနိုင်ငံကိုစားပြုသွားရောက်နိုင်မှုဖွဲ့စည်းသွားမှာဖြစ်တယ်လို့ပြောပါတယ်ကျွန်တော်တို့အာဆီယံစီးရဲမှုလျှော့ချရေးနဲ့ကျေးလက်ဒေတာဖွံ့ဖြိုးရေးကို ဟိုကဲတခုကျွန်တော်ကပေးရမယ်ပေးရတဲ့ခါတော့အဲ့ဒီအခွင့်အားလုံးဒီ CSO တွေပေါ့ Civil Society Organization တွေအကုန်လုံးပါစီခြင်းနဲ့ NGO တွေပါစီခြင်းနဲ့ဒါတွေကိုကိုစားပြုမယ်ကျွန်တော်တို့အဖွဲ့အစည်းတရားကိုကျွန်တော်တို့ကကိုစားပြုပြီးတော့ဒီအခွင့်အရေးအကုန်လုံးကျွန်တော်ကြီးလက်ဒေတာဖွံ့ဖြိုးရေးနဲ့စင်ရမှုချောချာရေးလုပ်ငန်းတွေကိုဒီလာမဲ့လာအိုနိုင်ငံမှာ2000 နောက်နှစ်နှစ်ပေါ့အဲ့ဒီမှာကျင်းပမယ်ပုံမှာကျွန်တော်ကိုယ်စားလှယ်ဖြစ်နေကျွန်တော်နိုင်ငံကိုစားပြုသွားရမယ်ပုံရွေးချယ်ဖို့ဖြစ်ပါရွေးချယ်ဖို့ပြတော့အဲ့ဒီရွေးချယ်မဲ့အဖွဲ့တွေထဲမှာပါဝင်ဥဆောင်သွားမဲ့လူတွေကတယောက်ဒါမှမဟုတ်သုံးယောက်ဖြစ်မှာပေါ့အဲ့လိုသွားကြတဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ဒီအချိန်မှာကျွန်တော်တို့ဒီအရက်ဖက်အဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့နိုင်ငံတော်အစိုးရနဲ့ပြည်သူတရားလုံးပါဝင်ပြီးတော့မှကြည်လက်ဒေတာဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအခြေအနေတွေကိုစက်တိုက်စက်တိုက်ကျွန်တော်တို့ဟိုဆောင်ရွက်နိုင်မှုတွေဒီနေ့ကျွန်တော်တို့ဆွေးနွေးတာပေါ့အဲ့ဒါ14ရက်နေ့မှာ သူတို့တွေကနေပြီးတော့ထပ်ပြီးတော့ကျွန်တော်တို့တွေကပို့ပြီးတော့ဟိုအမီကိုဘယ်လိုခံယူမလဲเนาะဘယ်လိုအဖွဲ့အစည်းတွေကကိုစားပြီးပါဝင်မလဲဆိုတာကိုကျွန်တော်တို့မြန်မာ Rooted Development Center တခုတည်ထောင်ဖို့အထီးဒါကလည်းဘယ်ကနေစလာလဲဆိုကျွန်တော်တို့မြန်မာနိုင်ငံပြည်ပြည်စီးပွားရေးပြည်ပြည်ပေါင်းလဲမှုအစီအစဉ်တွေထဲမှာကြီးလက်ဒေတာဖွံ့ဖြိုးရေးနဲ့စီးရဲမှုချောချာရေးတွေကိုထိထိရောက်ရောက်နဲ့အောင်မြင်မြင်လှုပ်ဆောင်နိုင်မှုအတွက်ဆိုရင်ပြည်သူတရားလုံးပါဝင်မှုလိုတယ် ပြည်သူရဲ့စွမ်းအားကိုရယူဖို့လိုတယ်အဲ့ဒီဟာတွေကိုဥဆောင်အောင်มาလေရပ်ဖက်အဖွဲ့အစည်းတွေဖြစ်တယ်အရေးစိအဖွဲ့အဖွဲ့အစည်းတွေနဲ့ NGO နဲ့ IGO တွေနဲ့ကပြီးခဲ့တဲ့အမျိုးသားအစည်းကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သမရာကြီးကိုလည်းတက်ရောက်ခဲ့တဲ့အလုပ်ကိုဆွေးနွေးခဲ့ရနေပြီချမှတ်ခဲ့တဲ့ပထမဦးဆုံးအချက်ကဒီ develop consortium development partnership တွေပေါ့ဒီကျေးလက်ဒေသဖွံ့ဖြိုးရေးဒီမိဖက်အဖွဲ့အစည်းတွေဖွဲ့စည်းတဲ့အခါမှာ INGO တွေပါလာမယ် NGO တွေပါလာမယ်အရက်ဖက်အဖွဲ့အစည်းတွေပါလာမယ်အဲ့ဒီအတွက်ကျွန်တော်တို့ကအားလုံးပါဝင်နိုင်အောင်ဆိုတော့အကြိမ်ကြီးပြုလုပ်နေတာဖြစ်ပါတယ်ဟိုမြန်မာပြည်ပဖို့တာမှာတော့ကျွန်တော်တို့ကဟိုတိုင်းနဲ့ပြည်နယ်ရဲ့အားလုံးကနေပြီးတော့လာရောက်ပြီးတော့ဖိတ်ကြားလိုက်တယ်အဲ့ဒီကတက်လာတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်ဆက်ပြီးတော့ဒီအခုလဲဒီနေ့မြန်မာပြည်ပဖို့ရန်ရဲ့နောက်တကကျွန်တော်တို့ဒီ youth တွေအကုန်လုံးပါလာအောင်သတင်းမီဒီယာအဖွဲ့တွေပါလာအောင်ကျွန်တော်ဒါကိုကြေကြေပြတ်မှဆက်ပြီးတော့ဇက်တိုက်လို့သွားမှာပါပဲ ဒါအပြင်အဆိုပါမိဘအဖွဲ့အစည်းတွေဖွဲ့စည်းပြီးပါကအာဆီယံဖိုရမ်မှာကိုစားပြုတက်ရောက်ဆွေးနွေးမယ်။ဗဟိုရပ်ဘက်လူဖွဲ့စည်းတစ်ခုကိုရွေးချယ်ကမြန်မာနိုင်ငံကိုစားပြုဖြစ်တွားရောက်ဆွေးနွေးရမှာဖြစ်ပါတယ်။အဆိုပါဖွဲ့စည်းတွေအနေနဲ့ဆွေးနွေးပွဲကိုကိုပိုင်စည်းကြားခံပြီးတက်ရောက်ရမှာဖြစ်ပေမယ့်အာဆီယံအတွင်းရေးမှူးချုပ်ရုံးကပြည်ပရန်ပုံငွေရရှိဖို့ကူညီဆောင်ရွက်ပေးသွားမယ်အပြင်သက်ဆိုင်ရာအဆိုရကလည်းကူညီပေးမှာဖြစ်တယ်လို့ပြည်တော်စုဝင်ကြီးဦးအောင်မြင့်ကဆက်လက်ပြောကြားခဲ့ပါတယ်။